ကယန်းပြည်သစ်ပါတီကဖန်ဆီးထားတဲ့ပရာတောင်းဆွေမျိုးစုခေါင်းဆောင်တွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့အရက်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေကတောင်းဆိုလိုက်ပါတယ်။ခွန်စော်ဦးသတင်းပေးပို့ထားတာပါရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်မှာအခြေပြုလှုပ်ရှားနေတဲ့ကယန်းပြည်တစ်ပါတီကမေလ16ရက်နေ့မှာဖေခုံမြို့နယ်တိကျိတ်ကြီးရကနေဖမ်းဆီးခေါ်ဆောင်သွားတဲ့ပရာဒေါင်းဆွေမျိုးစုရဲ့နာယကဥက္ခရနဲ့လူငယ်အတွင်းမှုတို့ကိုပြန်လွတ်ပေးဖို့အရက်ဘက်ဖွဲ့စည်းနေတဲ့ဒေတာကန်တွေကတောင်းဆိုနေကြတာပါတိုင်းတန်းချင်းချင်းလည်းဖြစ်တယ်။နောက်တဘာကောင်ကြီးနဲ့ထိခိုက်လို့လူငယ်တွေဒါဆန္ဒပြတယ်ပေါ့။ဒီဆန္ဒပြတဲ့အပေါ်မှာတော့လက်နက်ပြပြီးဖမ်းဆီးတာတွေလုပ်တယ်။ အဲဒီပုံမှာညနိုင်ဆင်းနေတဲ့အဆင့်လောက်နောက်တစ်ခါအမြန်ဆုံးပေါ့ပြန်ပြန်လွတ်ပေးသေးချင်တယ်ပေါ့ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တိကျိတ်ရွာနားမှာရှိတဲ့မြင့်မထီတောင်မှာကရင်ပြည်တိပါတီဥက္ကရာပိုင်ဆိုင်တဲ့လေးဝင်းကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီးအကြီးစားတက်ထုတူဖို့ကိုလုပ်နေတာပါအဲ့ဒီတက်ထုတူဖို့ရေးကုမ္ပဏီဟာ ဒေတာကန်ပြည်သူတွေရဲ့တောင်းဆိုချက်တွေကိုပွင့်လင်းမြင်တာအောင်ချပြနိုင်တာမရှိတဲ့အပြင်စစ်ဆက်ညှိနှိုင်းစင်မှာလည်းတဘောတူဆုံးဖြတ်ချက်ချမှတ်နိုင်တာမရှိလို့ဌာနေတိုင်းရင်းသားတွေကကန့်ကွက်နေကြတာပါအဲ့လိုကန့်ကွက်နေတဲ့တွေကပြတောင်းဆွေမျိုးစုခေါင်းဆောင်တွေကိုကယန်းပြည်တည်ပါတီရဲ့လက်နက်ကိုင်လူတစုကဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်အဲ့လိုဖန်စီခေါ်ဆောင်သွားတဲ့လောက်ရဟာမဖြစ်တဲ့ကိစ္စဖြစ်တယ်လို့လဲဆိုကြပါဗျ ဒီဖြစ်ရက်ကတော့ဒီလူထုဒေသခံတွေရဲ့အခွင့်အရေးကိုချိုးဖောက်တယ်ပေါ့နော်ပြီးတော့လူထုကိုမလေးစားရရောက်တယ်ပေါ့နော်ဆရာသူကြီးတော့ပြန်မလွတ်လာတေးဦးဆရာဖေကုံမြို့နယ်မြင်းမထီတောင်မှာတက်ထုတူးဖော်တာကိုကန့်ကွက်နေတဲ့ပလာတောင်းဆွေမျိုးစုခေါင်းဆောင်တွေကိုဖမ်းဆီးရတဲ့ပတ်သက်ပြီးလေးပွင့်ကျဲကုမ္ပဏီပိုင်ရှင်ကယန်းပစ်တိပါတီဥက္ကရာကိုဆက်တွေ့မေးမြန်းဖို့စူးစမ်းပေမဲ့ဆက်တွေ့လို့မရသေးပါဘူးကျွန်တော်ခွန်စောဦးပါ